ဂရိနိုင်ငံတွင်6.1%မကနေကျိုးရှိတဲ့အင်အားပြင်းမြင်ကလေးလှုပ်ခတ်ခဲ့မင်္ဂလာပါအော်ဒီယိုပိုင်းစွန်နိုင်မှကြိုးစားပါတယ်ယခုကမှတော့ဂရိနိုင်ငံမှာ6.1%မကနေကျိုးရှိတဲ့အင်အားပြင်းမြင်ကလေးလှုပ်ခတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ယနေ့14ရက်နေ့9လ2025ရက်နေ့ယနေ့14ရက်9လ2025ရက်နေ့မနက်ခင်း 9နာရီ20မိနစ်အချိန်ဂရိနိုင်ငံပင်လယ်ကျမ်းပင်အောက်48မိုင်ကိုဗဟိုပြုတ်ပြီးတော့မဂနီကျူ6.1အစင်းရှိတဲ့အာပြင်းမြေငလင်တစ်ခုလောက်ကပ်ခဲ့ပါတယ်။မြေငလင်ရဲ့ဗဟိုချက်ဟာဂရိနိုင်ငံရဲ့မြို့တော်အေသင်မြို့နယ်နေပြီးတော့အေသင်မြို့ဟာအဆိုပါလောက်ကပ်မှုကိုတိတိတသာခံစားခဲ့ရပါတယ်။လောလောဆယ်မှာတော့အဆိုပါမြေငလင်ကြောင့်ထိခိုက်ပျက်စီးမှုသမဟုတ် တိကြိုက်တန်ရာရရှိမှုမရှိသေးဘူးလို့သိရပါတယ်။ဖေဖုတ်မှာဂိုရိငလင်ဆိုပြီးအပြက်စီးပုံတွေတင်တာဟာသတင်းမှားပဲဖြစ်ပါတယ်။ဒီနေ့မနေ့မှလောက်ခဲ့တဲ့မကနေကျု6.1အစင်ရှိရမြင်ကလင်ကြောင့်ပြက်စီးမှုလည်းမရှိသလိုလူအသေးပြောင်းလည်းမရှိပါဘူး။အဆိုပါပုံများကသတင်းမှားပဲဖြစ်ပါတယ်။ဒီနေ့14ရက်5လ2025ရဲ့နေ့မှာလောက်ခဲ့တဲ့ပြည်ရင်းငလင်များအကြောင်းကိုတင်ဆက်ပေးပါဦးမယ်။ ယနေ့မနေ့မြန်မာစံတော်ချိန်2နာရီ52မိနစ်ချိန်ကမန္တလေးမြို့မှအရှိတောင်ဘက်ကျောက်ဆယ်အရှိမြောက်ဘက်16မိုင်ကျော်ခန့်စိတ်ကံအရှိဘက်17မိုင်ကျော်ကွာမြေရောက်အနက်6မိုင်ကျော်မှမကနေကျု3.5အဆင့်မြင်းကလေးငယ်လှုပ်ရှားသွားခဲ့ပါတယ်တက်လာပြီးတော့14ရက်9လ2025ရက်နေ့မနေ့9နာရီ55မိနစ်ချိန်ပြင်မနာတောင်ဘက်အေလာနီမြောက်အနှက်6မိုင်မှာ မကနေကျု3.5အဆင့်ရှိတဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်သွားပါတယ်။ဆက်လက်ပြီးတော့14ရက်5လ2025ရက်နေ့မနက်6:05မိနစ်ချိန်မိတ္တလာအရှိတောင်ဘက်လှိုင်းတက်အနီးမကနေကျု3.0နဲ့မြေငလင်ငယ်လှုပ်ခတ်သွားပါတယ်။ဆက်လက်ပြီးတော့14ရက်5လ2025ညနေ3:38မိနစ်ချိန်မန္တလေးတိုင်းပြည်ဦးလွင်နေ မြေရောက်အနှက်6မိုင်ကိုဗဟိုပြုတ်၍မဂနီကျု4.0နဲ့လောက်ခတ်သွားပါတယ်။နားဆင်ပေးကြသူအားလုံးကျေးဇူးထုတ်တင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။